ငလင်ဖြစ်တာကကျွန်တော်ညီမပြင်မနာအဲမင်္ဂလာရှစ်လမ်းမှာအညီမထောင်ကလေးအဲအပေါင်ဆိုင်ပေါ့ညီမတို့ကရွှေရောင်းဝယ်ကြီးလောက်တာအဲ့ဆိုင်မှာညီမနဲ့အညီမအမျိုးသားနဲ့ဆင်းရင်လုံနေအဲ့ချိန်မှာဆင်းရင်လုံနေတဲ့ချိန်မှာပဲဟိုဒီလိုမျိုးရုပ်တရထဖြစ်သွားတာပေါ့အဲ့ချိန်မှာပဲညီမအမျိုးသားတစ်ခါတည်းဖြစ်ညီမလည်းအဲ့ထက်မှာပဲပြီးပြီးနေတာသူစားပြတာက ့2နာရီပေါ့အဲ့2နာရီကနေည9နာရီခွဲမှအထင်ကိုရောက်လွန်ခဲ့တဲ့၄ရက်လောက်ကအထိကိုကိုကွာဆုံးရှုံးနေဘာနာကမှလည်းမရှိဘူးဘာပလန်မှလည်းမရှိတော့ဘူးလှုပ်ရှားခြင်းနဲ့စိတ်လည်းမရှိဘူးဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာအကိုရဲ့အနီးဆုံးမိတ်ဆွေတွေကပါကိုသစ္စာဖောက်တိုင်းနဲ့ခံရတယ်အဲ့လိုအဲ့လိုခံရတယ်ဆိုတာလေကိုဒီလိုမျိုးကောင်းတဲ့ချိန်ညောင်းတော့မှအဲ့လိုသစ္စာဖောက်ခံရတဲ့ဥစ္စာပဲသိရတယ် အဲ့လိုမျိုးပေါ့ကိုပေါ့တကယ်ကောင်းခဲ့တယ်ထင်တဲ့လူတွေကတကယ်မကောင်းမနိုင်ဘူးတူတူရှာထားတဲ့အဥ္စာပေါ့နော်စီးပွားတူတူရှာထားတဲ့ပစ္စည်းဆိုရင်အနည်းဆုံးရွှေ90သာအထက်မှာရှိတယ်အဲ့ဒီပစ္စည်းတွေဆိုရင်ညီမပြတ်မရဘူးအဲ့ဒါဆုံးရှုံးသွားတယ်ညီမမှာအမျိုးသားဆုံးနံပါတ်1အမျိုးသားအားကိုးရတဲ့အမျိုးသားဆုံးရှုံးတယ်နံပါတ်2ညီမတို့စုဆောင်ထားတဲ့ပစ္စည်းဘာတစ်ခုမှပြတ်မရဘူးနောက်ဆုံး ိမ်လည်းပြန်မရဘူးအဝတ်စားတော့မှအခုအဝတ်စားအကုန်တော့ပြန်မရဘူးညီမအဝတ်စားအကုန်တော့ပြန်မရဘူးနော်တုံညဘဝရဲ့ကဟိုတုံညတုံညရနေဆုံးရှုံးသွားတယ်ဘာမှမရှိတော့ဘူးဆိုတော့တနေကုန်ဆိုင်ရလာဆိုတော့အိမ်မှာစိတ်မဖြစ်လို့ဆိုပြီးတော့ညီမတို့ရွှေ့ဆိုင်မှာပဲညီမတို့ပစ္စည်းတွေကိုသိမ်းတာမိကန်တက်တာနဲ့သိမ်းတယ်အဲ့ဒီသိမ်းထားတယ်ပြကြလို့ရှိရင်သိမ်းအဲ့လိုမျိုးသိမ်းတယ်သိမ်းထားတဲ့ပစ္စည်းတွေကိုညီမစိတ်ယုံတက်နေတဲ့အချိန်မှာသူ့အတော်တွေကပစ္စည်းတွေပဲမှထားခဲ့ရတယ်တဲ့ ဆိုတော့ညီမလည်းမသိဘူးအဲ့လိုကိုလည်းရည်ရွယ်ချက်ရှိရလို့လည်းမသိဘူးမိကန်စစ်တာထဲမှာဘယ်လိုဘယ်လိုထားခဲ့တယ်အဲ့လိုမျိုးအကုန်လုံးပြောပြလိုက်တာပြောပြတော့မပြောပြလည်းသူတို့ကဖောက်တာတော့ဖောက်ပြီးမှာပါပဲဒါပေမဲ့သူတို့ကတော့အဲ့လိုမျိုးပြောပြလိုက်တယ်ပြောပြပြီးတော့မှသူတို့အကုန်လုံးယူတာညီမပစ္စည်းကချားတင်ရထိုက်တလောက်မပြောနဲ့ညီမအဝတ်စားတော့မှအကုန်လုံးပြန်ပြအောင်ဒီတိုင်းနေလို့မရဘူးလေဒီတိုင်းနေပို့ပြီးတော့စိတ်ညစ်မှာလေ အခုခြေထောက်ရတာနဲ့ညီမဆိုဟိုမှာပြန်မယ်ပြန်တာနဲ့ညီမအထောင်းရောင်းမယ်အထောင်းရောင်းမယ်အထောင်းရောင်းတော့ဟိုအဲ့လိုမျိုးလုပ်မယ်ပေါ့စိတ်ကူးထိုင်အခုဘယ်လိုဖြစ်နေလဲဆိုဟိုဆာမာရီအဲ့ဒီအပီးစကားလာပြောကြရရှိရဒီအလူရှင်ညီမအခုလာတာအလူရှင်နဲ့ဒီခြေတူးအတွက်အလူရှင်နဲ့ရန်ကုန်ရောက်နေလေ အာအလူရှင်ကကြတော့ပြမနာကဆရာကိုကျော်သူကဒေါက်တာပေါ်မြင့်ဦးဒေါက်တာဦးမြင့်ကြီးလေလို့အဲသူတို့ကဥဆောင်တော့မှဒီအာအဖွာဖွာဖွာတော်တည်တာဖြူနဲ့ကိုစိုးထိုင်သူကခြေအတူတော့ကိုညီမတို့တူပေးတာဟုတ်အာသူတို့ကဒီမှာနေဖို့စားဖို့လဲအစီအစဉ်ပေးရဲ့အဲ့ဒီအပြင်မှာဒီစိတ်ပိုင်းသူတို့ဟိုစားပေါ့ စိတ်ပိုင်းဆိုင်တဲ့ပတ်သက်တဲ့ဆရာမတွေလည်းသူတို့စီစဉ်ပေးထားပါဗောကျမ်းမာရဲ့အတွက်ဒီရောစီစဉ်ပေးထားတော့အဲ့ဒီဆရာမနဲ့စကားပြောပြီးရနောက်ပိုင်းတော်တော်စိတ်အဆင်ပြေသွားတယ်ဟာရှင်ကတော့အရန်ဘယ်လိုပြောရမလဲကိုဆုံးရှုံးထားရတဲ့ရာအရန်များတယ်လीอืมအဲ့လိုမျိုးဆိုတော့ဟိုတော်တော်ခံစားခဲ့ရတယ်လွန်ခဲ့တဲ့၄ရက်လောက်ကအထိတော်တော်ခံစားရတယ်ဟာတော်တော်ကောင်းလာတာအခုကတော့ကိုယ့်ကိုယ်ကိုလည်းတော်တော်အားရပါတယ်အခုချိန်ကတော့ ဖြတ်တန်းနေရတဲ့အချိန်ကိုခြေတော့မရှိမိမဲ့လည်းတော်တော်တော့ဘယ်လိုပြောရမလဲအခုမရှိဘူးဆိုပေမဲ့တခြားကိစ္စအတွက်ကိုပို့ပြီးတော့ကိုဘာလုပ်ရမလဲဆိုတော့ plan တွေပြန်ပြီးတော့ရလာပြီပေါ့အဲ့လိုမျိုးစိတ်အရင်ကတော့စိတ်ပြက်တယ်စိတ်တက်ကြတယ်စိတ်ပြက်နေတယ်ဒါပေမဲ့ဆရာမကြီးတွေရဲ့ပြောပြတဲ့ပုံစံနေနဲ့ကိုဖြစ်နေတဲ့ဥစ္စာကိုပြန်ပြီးတော့ကြည့်လိုက်တော့ကိုရဲ့အနာဂတ်တွေပြန်ပြီးတော့လမ်းပွင့်လာတယ်ပေါ့ ဆုံးရှုံးမှုကတော့ဒီစက္ကန့်ပိုင်းတည်းမှာဘဝတစ်ခုလုံးဆုံးရှုံးသွားရတယ်။အမျိုးသားလည်းအမှားပဲတခါတည်းဆုံးရှုံးခဲ့ရတယ်။အဲပြန်တော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုကအစဆုံးရှုံးခဲ့ရတယ်။အမျိုးသားမရှိရတဲ့နောက်မှာအမျိုးသားရဲ့ဆွေမျိုးကလည်းကိုရဲ့ပစ္စည်းကိုအပြည့်အဝပြတ်မပေးဘူးကိုရဲ့ပိုင်ဆိုင်ထားတဲ့ပစ္စည်းအပြည့်အဝပြတ်မရဘူးမြမအဲ့ဒါကြီးဆုံးရှုံးသွားတယ်ဘဝကြီးကလုံးဝ တုံညရဲ့အနောက်ကတုံညရဲ့ယူတယ်။ဒါပေမဲ့ဟိုဖခွားတို့ရဲ့အပေးတဲ့စကားတွေဒီလိုမျိုးကိုဘယ်လိုပြောရမလဲဒီအလူရှင်တွေပေါ့နော်ဒီအလူရှင်တွေရဲ့အပေးစကားတွေသူတို့ရဲ့ supporting တွေကြောင့်တော်တော်လေးကိုစိတ်လဲချမ်းသာတယ်။အဲ့ဖြစ်တဲ့ဥစ္စာတွေအခုဆိုတော်တော်တိတ်အုံနောက်ထဲကထုတ်လိုက်ပြီ။အရှင်ဖြစ်ထားတဲ့ဥစ္စာတွေပြန်စစ်စားလဲဘာမှမထူတော့ဘူး။ ငလင်ဖြစ်တာကကျွန်တော်ညီမပြင်မနာအဲမင်္ဂလာရှစ်လမ်းမှာညီမထောင်ကလေးအဲအပေါင်ဆိုင်ပေါ့ညီမတို့ကရွှေရောင်းဝယ်ကြီးလောက်တာအဲ့ဆိုင်မှာညီမနဲ့ညီမအမျိုးသားနဲ့ဆင်းရင်လုံနေအဲ့ချိန်မှာဆင်းရင်လုံနေတဲ့ချိန်မှာပဲဟိုဒီလိုမျိုးရုတ်တရက်ထဖြစ်သွားတာပေါ့အဲ့ချိန်မှာပဲညီမအမျိုးသားတစ်ခါတည်းဖြစ်ညီမလည်းအဲ့ထဲမှာပဲပြီအဲ့လိုပြီနေတာသူစဖြစ်တာက2နာရီ ပေါ့အဲ့နှစ်နာရီကနေည9နာရီခွဲမှအပြင်ကိုရောက်ဟုတ်ကဲဆယ်ရေးရောက်လာကဲဆယ်ရေးရောက်လာလေဟိုတကယ်တမ်းအထဲကိုဝင်နိုင်တဲ့အချိန်မှာကညနေဟိုကလောက်မှဝင်တာ6နာရီလောက်မှသူတို့ဒီညမအထဲတော့ဝင်နိုင်တာသူတို့ဒီအပုံအပြိုကြီးကအကြီးပဲသုံးထပ်လုံးပြိုကြတာဆိုတော့ညမဟိုညင်ညီထပ်မှာအဲ့အပေါ်ကအကုန်လုံးထဲမှာမှဘယ်လိုပြောရမလဲ လာခဲ့တဲ့လူတွေလည်းတော်တော်လေးကိုသူတို့စိတ်ရှိရှိနဲ့ကဲခဲ့ရတယ်ပြီးတော့တော့သူတို့မှအမားလေးတစ်ခုမှားလိုက်တာနဲ့လာခဲ့တဲ့သူတွေပါအဲ့လိုဘယ်လိုပြောမလဲလာခဲ့တဲ့သူတွေပါအကုန်လုံးမှားပေါသွားမှာပေါ့ထပ်ပြိုပြီးပြီမှာအဲသူတို့ဆိုတော်တော်ကုညီရရပေါ့ပြောလို့ရှိရင်တော်တော်ကြိုးကြိုးဆဆနဲ့ခက်ခက်ခက်ခဲနဲ့သူတို့ကဲခဲ့ရအခုနောက်ပိုင်းမှသိရဘလုံးဆိုတော့အစကိုအဲ့လောက်ထိကိုခက်ခက်ခက်ခဲ့ ဖတ်လာမှမသိဘူးမမေ့မျောဘူးအဲ့လိုလည်းမမေ့ဘူးတတိမမျောဘူးဒါပေမဲ့ဟိုအပုံရအမရဲ့သုံးထပ်လုံးအကုန်လုံးပြူထားတာလေပြူထားတဲ့နေရာမှာမညီမဟိုကညီမဟိုဘယ်လိုပြောမလဲညီမထွက်ဖို့ရအတွက်ကိုထွက်လန်းမရှိဘူးအပြင်ရောက်ဖို့တောင်မှညီမ3ပေ4ပေလောက်ပဲညီမရှိတယ်ဒါပေမဲ့အဲ့ဒီ4ပေလောက်ကိုအပြင်ထွက်ဖို့မှမှဒီဘက်ညာဘက်6လောက်မှအကြောင်းတော့ပြိထားညာဘက်မှာပြိထားပြိထားပြီးတော့ ညီမကိုအထက်ကိုဝင်ဖို့ဒီလောက်အပေါက်ကလေးဒီလောက်လောက်ပဲရှိရဲ့အဲ့ကနေမှသူကဟိုညီမရဲ့ညီမကအတန်ကြားတယ်ဒီမှာအသက်ရှင်သေးရဲ့ဆိုတော့မှကယ်ဆယ်ရေးကိုခေါ်အဲ့လိုမျိုးခေါ်ပြီးတော့မှတကယ်တမ်းလာခဲ့ပေးတာကတော့အဲ့ဒီ pride အဖွဲ့တွေကလည်းမဟုတ်ဘူးရက်ကွက်ထဲမှာလိုက်ပြီးတော့အဲ့လိုမျိုးသူတို့ကအဲ့ကိုကိုငယ်လေးကိုငယ်လေးတောင်းတာတဲ့ကအဲ့အဲ့အကိုက ဟိုသူတို့ကသွားနေတာသွားနေနေမှာဒီမှာအသက်ရှင်သေးရဆိုတာသိတော့သူများမဝင်ရဲကြအောင်မှန်တိုင်းပြောမဝင်ရဲကိုငယ်လေးကသူဝင်မယ်တဲ့သူဝင်မယ်ဆိုပြီးတော့မှကိုငယ်လေးစင်းကဲတာမှန်တိုင်းပြောအဲဟုတ်ဟုတ်တယ်ကိုငယ်လေးအဲ့ဒါအဲ့ကိုကလည်းမာနာကြီးရယ်မဆက်တယ်ဘူးဆက်တယ်လာပါဆိုသူ့ကိုလည်းဆက်တယ်လို့မျိုးဖြစ်ရှင်တော့ဖုန်းနဲ့ခေါ်လို့မရဘူးအဲ့နဲ့မှတဆင်တဆင်ပြန်တော့မှလိုက်လိုက်လိုက်တော့မှသူ့ကိုတွေ့ရသူ့အိမ်ကိုသွားတွေ့တော့ကတော့သူ့ကိုစောင့်နေရအပြင်သူ့ရှောက်သွားတာအဲ့ तू तू ဆိုရင်ကဲခဲ့ရတူအဲ့တော့မှညီမကိုပြောပြနင့်ကိုကဲခဲ့ရတယ်ဒါတော့အပေါက်သေးသေးလေးပဲတဲ့အဲ့အပေါက်မှာကျွန်တော်လူကိုမြင်ရလက်ကိုမြင်ရလက်ကိုမြင်ရအဲ့ဥစ္စာကိုဒါမှမဟုတ်အထက်ကိုဝင်လို့ပြအောင်ဘယ်သူမှဝင်လို့မပြအောင်ဝင်လည်းမဝင်ရဘူးခဲလုံးလေးတလောက်လောက်လေးအဲ့လိုမျိုးတစ်ခုခုလောက်ထိတာလို့မှားတာလို့ဆိုတာနဲ့နှစ်ယောက်စလုံးထပ်ပြီမှာအဲ့လိုမျိုးအဲ့ဒါအဲ့နဲ့အဲ့အကိုကတယွင်းနေတဲ့သူ အဲ့လိုမျိုးတွေတရွင်းနေနဲ့တူပြီးတော့မှတော်တော်တူးယူပါတယ်လို့အဲ့ဒီလူစီကိုရောက်ဖို့ဂျားထဲမှာပိတ်နေရတဲ့ရွှွန်နေပါဘာလဲအဲ့လိုမျက်နှာချက်တွေလားမသိဘူးအဲ့လိုမျိုးဟိုဟာအကုန်လုံးပြိုကျနေတာဆိုတော့ကိုယ့်စီကိုရောက်ဖို့အဲ့ဒါကိုတော်တော်တူးယူပေးရသူတို့သူကတော့တခါတယ်ပဲအဲ့သူဆုံးနေဆိုတာဘယ်လိုပြောရမလဲတိတာတိတိရှာရှာအဲ့လိုမျိုးဟိုဟာဖြစ်တယ်ဆိုတာကို ရမယ်3ရက်3ရက်လောက်မှသူ့အလောင်းကိုလည်းပြန်တွေ့ရလို့ပြောရယ်ကိုကမတွေ့ရအောင်သူအဲ့ချိန်ကဆေးရောက်မှဆိုတော့ဘဝအဲ့ချိန်ဆိုအဲ့ချိန်မဟုတ်လွန်ခဲ့တဲ့4ရက်လောက်ကအထိကိုကိုဘဝဆုံးရှုံးနေဘာအနာဂတ်မှလည်းမရှိဘူးဘာပလန်မှလည်းမရှိတော့ဘူးလှုပ်ရှားခြင်းနဲ့စိတ်လည်းမရှိဘူးဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာအကိုရဲ့အနီးဆုံးမိတ်ဆွေတွေကပါကိုကိုတစ္ဆာဖောက်တိုင်းလည်းခံရတယ်အဲ့လို အဲ့လိုခံရရဆိုတာလေကိုဒီလိုမျိုးကောင်းတဲ့ချိန်ညောင်းတော့မှအဲ့လိုတစ္ဆာဖောက်ခံရတဲ့ဥစ္စာတွေပါတည်ရအဲ့လိုမျိုးပေါ့ကိုပေါ့တကယ်ကောင်းခဲ့တယ်ထင်တဲ့လူတွေကတကယ်မကောင်းမနိုင်ဘူးတကယ်မကောင်းမနိုင်ဘူးကိုလိုအပ်တဲ့ဆိုတာတွေအဲ့ဒီချိန်မှာသူတို့တကယ်မေတ္တာအမှန်မပေးဘူးဆိုတာသိရညီမပစ္စည်းကကြားတင်ရထိုက်တဲ့လောက်မပြောနဲ့ညီမအဝတ်စားအောင်မှအကုန်လုံးပြန်မြောက်ဟုတ် အိမ်နဲ့အိမ်ပြိုရထောင်ကလေးအပေါင်ဆိုင်အဲ့ဒါတော့အိမ်ဆိုင်မို့အဲ့ဒါတော့ဆိုင်ဟိုတကယ်တမ်းကကျတော့ညီမတို့ကနေတာအိမ်ကဆိုင်နဲ့အိမ်နဲ့အိမ်ကကျတော့နည်းနည်းဟိုပါပေါ့ဟိုတက်တက်အိမ်ကတက်တက်ဆိုင်ကတက်တက်အဲ့လိုမျိုးဒါပေမဲ့အိမ်ကမပြိုဘူးညီမဆိုင်ကပြိုတာဆိုင်ကကျတော့အမျိုးသားရဲ့အမွေဆိုင်နေရာဆိုင်ပြိုတာအိမ်ကကျတော့ ညီမနဲ့ညီမအမျိုးသားဝယ်ထားတဲ့အိမ်အဲ့ဒါကိုညီမဆေးရုံတက်နေတဲ့အချိန်မှာညီမအမျိုးသားရဲ့အတော်ကြီးကညီမတို့ရဲ့အိမ်မှာသူတို့တက်နေပြလိုက်တယ်တက်နေပြီးတော့မှအာတက်နေတယ်ညီမတော့ဘောနော်တက်နေတယ်တက်နေပြီးတော့မှအကုန်လုံးသူတို့အကုန်ပိုင်စည်းပြလိုက်တယ်အခုဘယ်လိုလုံးနေလဲဆိုရင်တော့ဟိုအပားစီမှာပဲနေနေတာပေါ့ ဘုံကြီးကျောင်းမှာပဲဘုံကြီးကျောင်းမှာနေနေရဟုတ်အပါဘုံကြီးဝင်နေရဟိုက15ပါရှိပါတယ်ဘဝဆိုတာလားဘဝဆိုတာကတော့အမှန်တမ်းပြောလို့ရှိရင်လူတွေကိုတော်တော်လေးကိုစိတ်ကုန်သွားပြီးတော့မှအရန်ကိုရင်းနှီးတဲ့လူတွေပေါ့နော်ဒါတောင်မှအမှန်တမ်းပြောရင်အလောက်ထိစိတ်မနှစ်ထားဘူးကိုကဘာမျောလင်းချက်မှမရှိဘူးတတ်တတ်မှကုညီထားတယ်ဒါမှမဟုတ်ကိုနေမကောင်းလို့အကူညီတောင်းတာဒါကကျွန်တော်ညီမ နေမကောင်းနေတဲ့အချိန်မှာပဲအကူအညီတောင်းတာညီမနေကောင်းတဲ့အချိန်ဆိုညီမအကူအညီမတောင်းဘူးအခုအဲ့နေမကောင်းတဲ့အချိန်မှာအကူအညီတောင်းခဲ့တော့ကမပေးနိုင်ဘူးဆိုတဲ့စကားကိုမပြောတာပဲရှိတယ်ဒါပေမဲ့ငါတို့ကမလုတ်တက်ဘူးဘလို့လောက်ရမှာလဲဆိုတာမျိုးတွေပြန်ပြောတဲ့အဲ့ response တွေကလေအရန်အခုအချိန်မှာသူတို့ရဲ့လူတွေရဲ့စိတ်ထားကိုအရန်သိလာတယ်ဟမ်ဘဝကြီးကတော့အဲ့ဒါတော်တော်သိလိုက်ရတယ်ပြေးတယ်ပြေးတယ်လို့ပဲပြောပါဟုတ်တော်တော်တော့ဖြတ်တန်းခဲ့ရတယ် အဲ့ဒီချိန်ဟိုအခုချိန်မှာတော့ဂရင်တစ်ထောင်အစဂရင်200ဆေးရုံဂရင်200နေမှာတခါငလင်လောက်လို့ဆိုတော့အဲ့ဆေးရုံထဲမှာမနေရဲလို့ဆိုတော့အိမ်ပြန်ဖုံးညောင်းပြန်ဖုံးညောင်းပြန်ပြီးတော့တခါအဲ့ညတွင်ချင်းပဲကိုရဲဆရာဝင်အဲ့ဟိုစား ဆရာဝန်ကိုပင့်အိမ်ဟိုပင့်အိမ်အဲ့ရိုးစားပေါ့ဗါလဲဖုံးကြောင်ပင့်ပင့်ပြီးတော့ဆရာကပြောနင်းရတာဆိုရင်တော့နင်း6ရောက်ကတဲ့ဖြဲရလောက်တယ်လို့ပြောတော့မှအဲ့ချိန်ညမှာ6ရောက်ရဲ့အကြောင်းကွာနားလဲရအစားအကြောင်းတော့ဟိုကျိုးလည်းမကျိုးထားဘူးဘာမှလည်းအဲ့လိုမျိုးအသားရပါညာပက်ပါထားရုပ်ပြဆင်းပြက်တွေမရှိထားတော့ကိုကဟိုပြန်အဲ့လိုမျိုးကြီးမထင်ထားဘူးဖြဲရမယ်လည်းမထင်ထားဘူး ျော့ว่ะအိမ်ရောက်တော့အဲจ้องပြန်ရောက်တော့ပျော့ว่ะပျော့ว่ะပြီးတော့မှဆရာကပြောလိုက်တော့မှနေညနေဒီနေ့ညကိုပိုးသက်စင်းမမဝင်ဆိုနင့်တက်အန်ဒီရများရဲ့ဆိုမှအန်ဒီရရှိမှန်းသိရအဲ့နဲ့မှဂရင်တစ်ထောင်ပြေးဂရင်တစ်ထောင်မှာမ30ရက်နေ့မှာအဲ့လောက်လောက်မှာ30အဲ့နေ့ရက်လောက်မှာအဲ့နေ့ရက်လောက်မှာသူတို့ခွဲပေးရသူတို့ခွဲခွဲစိတ်ပေးခွဲစိတ်ပေးပြီးတော့ဂရင်တစ်ထောင်မှာ3-4ရက်လောက်နေနေပြီးတော့မှရွှေ့ကြပင်ဘောလုံးကွင်းထဲကိုဝင် အဲအဲ့အဲ့အချိန်တော်တော်ဆိုးဆုံးပဲဆိုးဆုံးပဲဟုတ်တယ်အာငိုငိုတယ်ငိုလာလို့လို့ငိုချင်တာလို့လို့ဘာထွက်ပြေးချင်နေတာပဲတော့မရှိဘူးနားမမရှိဘူးဟုတ်တယ်သူရင်ဖွင့်ပြက်လဲဆိုအမှန်တမ်းပြောရင်ကိုအာနာတယ်သူများတွေကိုဆိုဒါမှဘလို့မှမနေနိုင်အောင်ဆိုအဲစိတ်တွေနည်းနည်းပေါ်ဖြစ်လာရင်ဆိုမဆာလေမဆာစီကို မစေးပို့တယ်ဟာဘာဖြစ်လဲညာဖြစ်တယ်အမအဲ့လိုသွားချင်တာဗောနော်ကို့ဘာလုတ်ချင်လားမသိဘူးဆိုမဆာကိုစားလေးပို့ပို့ပြချာလို့ရှင်ပြန်မေးအော်နောက်တော့ဟောက်ပြန်စဉ်းစားပြီးစားတော့ဟောလောငါအော်သွားပြီးတော့အပူကတ်မိပြီးဗောအဲ့လိုမျိုးသွားထင်မိသူ့ကိုပြောချင်တယ်ဒါပေမဲ့နှစ်ယောက်ကြားပဲပြောချင်တယ်နှစ်ယောက်ကြား ူမြင်တော့သူတကယ်သာစဉ်းစားရသူရှိလို့ရှိရင်တော့သူယူပါမှာပဲလို့သူကရမ်းချက်တိုင်းမြင်မအောင်တားချက်တာတော်တော်ချက်တယ်အဲ့လိုမမက်ဘူးအိမ်မက်လည်းမပေးဘူးအဲ့လိုလည်းသူကကြောက်တရေကြောက်တယ်လေညီမတရေတော့ကြောက်တယ်တရေကြောက်တော့သူကအဲ့လိုဘာမှမပြောင်းအတန်မဲတစ်ချက်ပဲညီမ operation ထွက်တဲ့အချိန်သူကသူ့ကိုအလောင်းတွေ့ပြီလို့သိတဲ့အချိန် နောက်တနေ့ညီမ operation ဝင်ဝင်သူ့အလောင်းတွေ့ပြီလို့သိတာညပိုင်းသိတာနောက်တရက်ကျတော့ညီမ operation ခန်းဝင်ပြီးထွက်လာတဲ့အချိန်မှာသူကညီမအောင်မမားလို့ခေါ်လေအာအဲ့ဟိုဘေးနားလေးမှာဟို operation ခန်းကနေထွက်လာပလက်လန်နားလေးမှာမားဆိုပြီးတမျိုးလာအော်လာအော်တော့ငုံးဆိုတော့မှပြန်ထူးလိုက်ကြည့်ရကြောက်မှမဟုတ်အဲ့တစ်ချက်တော့တိတိတတတာအတည်ရအဲ့လို ညီမရဲ့ဘွားပြောလို့ရှိရင်တော့ဘလောက်ထိစိတ်တက်ကြရှင်စရာကောင်းတော့ဆိုတော့ညီမနဲ့ညီမအမျိုးသားကကြတော့ဟိုသူနဲ့ကိုနဲ့ဒီလိုမျိုးတူတူလို့လက်မတွဲခင်မှာသူ့ကိုတခါပြောတာပြတာငါတော့ပြည့်စုံမှာအိမ်အောင်ပြုမယ်ဆိုတော့မှအဲလက်တွဲမယ်ဆိုတော့မှသူ့ကိုညှိတာပြတာအဲ့အတွက်သူနဲ့ကိုနဲ့ရင်းနှီးစားတော့လောက်ကင်စားဖို့အတွက်အရင်းကြီးတစ်ခုရှိတော့မှညီမတို့နှစ်ယောက် ပေါင်းသင်းနေထိုင်ရရပေါ့เนาะအဲ့ဒီကနေစပြီးတော့ပေါင်းသင်းတော့မှညီမစုလာတဲ့ပတ်စံတွေရွှေပစ္စည်းတွေပေါ့เนาะရွှေရင်ငွေတွေဒီရတနာပစ္စည်းတွေညီမတို့စုလာဆိုရင်အခုသူမဆုံးရင်အချိန်လေးဆိုရင်အ ਨੇ ဆုံးညီမရဲ့လက်ဝတ်လက်စားတော့မပါဘူးညီမနဲ့တူတူညီမရဲ့လက်ဝတ်လက်စားဆိုတာဘယ်လိုပြောမလဲတူတူရှာထားတဲ့ဥစ္စာပေါ့เนาะစီးပွားတူတူရှာထားတဲ့ပစ္စည်းဆိုရင်အ ਨੇ ဆုံးရွှေ90သာအထက်မှာရှိရဲအဲ့ဒီပစ္စည်းတွေဆိုရင်ညီမ ပြတ်မရဘူးအဲ့ဒါဆုံးရှုံးသွားတယ်ညီမမှာအမျိုးသားဆုံးနံပါတ်1အမျိုးသားအကူရတဲ့အမျိုးသားဆုံးရှုံးတယ်နံပါတ်2ညီမတို့စုဆောင်ထားတဲ့ပစ္စည်းဘာတစ်ခုမှပြတ်မရဘူးနောက်ဆုံးအိမ်လည်းပြန်မရဘူးအဝတ်စားတော့မှအခုအဝတ်စားအကုန်အောင်ပြန်မရဘူးညီမအဝတ်စားအကုန်အောင်ပြန်မရဘူးနော်တုံညာဘဝရဲ့ကဟိုတုံညာတုံညာရနေဆုံးရှုံးသွားတယ်ဘာမှမရှိတော့ဘူးဘာမှမရှိတော့ဘူးညီမအခုဘလို့ ဖြတ်သားမလဲဆိုရင်ဘယ်လိုပြောရမလဲဟိုသက်ရှင်သေးတယ်အနာဂတ်ရှိသေးတယ်ပြကြရင်ငါပါလုံးရမလဲငါပါလုံးမယ်ပါလုံးမယ်ဆိုပြီးတော့တွေးပြီးတော့မှပဲပျော်အောင်နေအခုဆိုကိုအနာလူတွေကိုလည်းကိုတက်နိုင်ကုန်ကိုလိုက်ပြောပေးတယ်ခွန်အားပေးနိုင်တယ်ခွန်ပေးနိုင်တယ်ဟုတ်ဒီတိုင်းနေလို့မရအောင်လေဒီတိုင်းနေပို့ပြီးတော့စိတ်ညစ်ပါလေ အခုခြေထောက်ရတာနဲ့ညီမဆိုဟိုမှာပြန်မယ်ပြန်တာနဲ့ညီမအထောင်းရောင်းမယ်အထောင်းရောင်းမယ်အထောင်းရောင်းတော့ဟိုအဲ့လိုမျိုးလုံမယ်ပေါ့စိတ်ကူးထားတယ်ဟုတ်ပတ်ဆက်ပြန်မရဘူးဆိုတာအဲ့လိုမျိုးညီမကျတော့တခုတော့ရှိရပေါ့ဘာမှဘာမှလည်းမထားဘူးညီမပစ္စည်းကတော့အိမ်မှာပဲထားတယ်အိမ်ကပစ္စည်းတော့သူတို့ကိုပြန်တောင်းလိုက်တယ်ပြန်တောင်းမိမှလွယ်လွယ်မရခဲ့ဘူးပြန်တော့ရတယ်ဘယ်လိုဖြစ်နေရလဲဘူးတယောက်ပေါ့ လုံးဝမပေးဘူးအဲ့လိုမျိုးဒါပေမဲ့အဲ့မှညီမအမှုဖွင့်လိုက်တယ်အမှုတရားရင်ဆိုင်တော့မှလုတ်ခရရတယ်အဲ့ဒီအချိန်မှာညီမမှာဘာအထောက်ထားမှမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးဖြစ်လာမယ်ငလင်ကိုညီမတို့ကလည်းကြုံမတွက်ထားဘူးဟိုသိမယ်ဆိုတဲ့ဥစ္စာကိုတော့ညီမတို့စဉ်းစားဘူးလေညီမတို့ရဲ့ပလန်ထဲမှာဒီဟာကြီးဆိုတဲ့ပလန်မရှိတဲ့အတွက်ညီမနဲ့သူနဲ့ရှာထားတဲ့ပစ္စည်းကပြောလို့ရှိရင်ညီမတို့ကအခုအလုံးလုံးစားတဲ့ထောင်ကလေးရတက်တက် ကျွန်တော်ညီမတို့ပစ္စည်းတွေတင်ထားတာကကျွန်တော်သူတို့အတော်တိတာမင်းစိန်ရွှေဆိုင်မှာတက်တက်ညီမတို့နေတာကကျွန်တော်နေတဲ့အိမ်ကတက်တက်အဲ့လိုဖြစ်ရှင်တော့ညီမတို့ကအိမ်မှာနေတာမသိမရှိဘူးဆိုင်ကိုပဲလာတာဆိုတော့တနေကုန်ဆိုင်ကိုလာတာဆိုတော့အိမ်မှာစိတ်မဖြစ်လို့ဆိုပြီးတော့ညီမတို့ရွှေဆိုင်မှာပဲညီမတို့ပစ္စည်းတွေကိုတင်တာမိကန်တက်တာနဲ့တင်တယ်အဲ့ဒီတင်ထားတယ်ပြီးကြလို့ရှိရင်တင်အဲ့လိုမျိုးတင်တယ်တင်ထားတဲ့ပစ္စည်းတွေကိုညီမစိတ်ယုံတက်နေတဲ့အချိန်မှာသူ့အတော်တွေကပစ္စည်းတွေပဲမှာထားခဲ့ရတယ်တဲ့ ဆိုတော့ねညီမလည်းမသိဘူးအဲ့လိုလည်းရည်ရွယ်ချက်ရှိရလို့လည်းမသိဘူးမိကန်စစ်တာထဲမှာဘယ်လိုဘယ်လိုထားခဲ့တယ်အဲ့လိုမျိုးအကုန်လုံးပြောပြလိုက်တာပြောပြတော့မပြောပြလဲသူတို့ကဖောက်တာတော့ဖောက်ပြီးမှာပါပဲဒါပေမဲ့သူတို့ကတော့အဲ့လိုမျိုးပြောပြလိုက်တယ်ပြောပြပြီးတော့မှသူတို့အကုန်လုံးယူထားနောက်ဆုံးခရီးတော့သူတို့ကတော့လုတ်ပြီးရပြောတာပါပဲဒါပေမဲ့ဟိုသူတို့အမှန်တမ်းပြောလို့ရှိရင်အရန်စိတ်နာဖို့ကောင်းတယ်အဲ့ဒီ သူတို့အမျိုးဟိုဘယ်လိုပြောမလဲသူ့ရဲ့အတော်တွေအဲတီတာမင်းဆိုင်ရဲ့အတော်တွေတီတာမင်းဆိုင်သူ့ရဲ့အတော်တွေအဲအတော်တွေတော်တော်စိတ်နာဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ညီမကလေညီမ6လောက်ကောင်းညီမပြတ်မတောင်းသိလားဒါညီမအဲ့လိုမျိုးဒီညီမရှေ့ဆက်အမှတ်ဒီအနာဂတ်အတွက်ညီမတောင်းတာတောင်းနေဆိုတာလေသူတို့ကိုညီမကဟိုလိုမျိုးတောင်းတာမဟုတ်ကိုပစ္စည်းကိုပြန်တောင်းတာအဲ့ဒီဥစ္စာကိုမပေးတော့ညီမကဘယ်လိုလုပ်ရလဲဆိုတော့ညီမအမှုရင်ဆိုင်ရတယ်ညီမသူတို့ကိုအမှုတရားဆွဲလိုက်တယ်တရားဆွဲတော့မှ သူတို့ညီမကိုညီမရှင်းနေငါညီမရှင်းနေတယ်ပဲသူတို့စကားပြောခိုင်းလိုက်တယ်။သူကအဲရှင်းနေမှာအမကတဆယ်သားပေးမယ်တဲ့။အဲဟိုကဖြစ်လာတယ်ဆိုတော့ ਨੇ အဲ့အချိန်မှာညီမတရားစွဲပြီးတော့မှအားလုံးကကျတော့ဖုံဖုံလို့ကကျတော့ဟိုဒီလိုမျိုးတွေသူတို့မကြိုက်ဘူး။အမှုရင်ဆိုင်ရတာတွေသူတို့မကြိုက်ဘူး။အဲ့အချိန်မှာညီမကိုယ်တိုင်လည်းအရန်ဝိနေတယ်။စေယုံကစင်းကာသားဆိုအရန်ဝိနေတယ်။လှုပ်လည်းမလှုပ်ရှားနိုင်ဘူး။ဟို ဘာအဲ့လိုမျိုးယုံကနာရည်လဲသွားတာညီမလည်းမကြိုက်ဘူးကောင်းတဲ့အချိန်လည်းမကြိုက်ဘူးမကောင်းနေတဲ့အချိန်လည်းညီမမကြိုက်ဘူးအဲ့လိုမျိုးအမှုဖွင့်ထားတဲ့အချိန်မှာညီမမှာတက်တေမရှိဘူးညီမနာကိုလိုက်ထွက်ပေးဖို့တက်တေကမရှိဘူးအရန်ရင်းနေတဲ့လူတွေညီမအကူညီတောင်းမှုတယ်음မပေးနိုင်ဘူးဆိုတဲ့စကားမပြောဘူးဒါပေမဲ့ဘလို့လောက်ရမှာလဲတဲ့ငါမပြောတတ်ဘူးတဲ့ဘယ်နေ့မှအားမတို့အဲ့လိုမျိုးလို့ဆိုပြီးတော့ဒါအရန်ရင်းနေခဲ့တဲ့လူနော် ဲ့လိုမျိုးလူကညီမကိုအဲ့လိုမျိုးတုံ့ပြန်ခဲ့ရဒါပေမဲ့အဲ့ချိန်မှာကိုအားနေအရန်နေနေတဲ့အချိန်ကြတော့ကိုသူတို့ဘာမှအပြစ်မမြင်ဘူးဖြည်းဖြည်းချင်းတရက်တရက်နဲ့ညီမကနည်းနည်းအားရှိလာပေါ့အဲ့ချိန်မှာညီမကပြမနာကမိုးစိနာပရာဟိတအသင်ကိုညီမကအဲ့လိုမျိုးနည်းနည်းကိုနိုင်တယ်လို့အလှပေးလားစင်ထဲ့တာရှိရဲ့အဲ့ရုပ်စာအော်လုံးကမထဲ့တာငလင်စဖြစ်ကလေးအားလို့ဆိုပြီးတော့မှ ဲ့အကိုညီမဖုန်းဆက်လိုက်တာအကိုညီမအလှပြန်ထဲ့မယ်နော်လို့ဆိုပြီးတော့သူ့ကိုဖုန်းဆက်ပြီးတော့မှစကားဆက်မိလိုက်တာအဲမရည်ရွယ်ဘူးသူ့ကူညီပေးမယ်ဆိုတဲ့စိတ်မရည်ရွယ်ဘူးအော်လို့အကိုရဲလို့ညီမတော့ဒီလိုဒီလိုဖြစ်နေအကိုရပေါ့ညီမမှာတက်တိထွက်ပေးမယ်လို့မရှိဘူးအော်လေသူကူညီမယ်လေသူလည်းရင်းနှီးနေတာဒီအကြောင်းနဲ့အကုန်လုံးလည်းသူကလည်းတိနေတော့ဟိုကိုကကျတော့နည်းနည်းလဲအားနာတော့ပေါ့သူတို့ကလည်းအလုံးရှုံနေရလူတွေဆိုတော့ကိုဟိုသူ့ကိုလည်းမတိုင်မြင်ဖြစ်ဘူးပေါ့အဲ့လိုမျိုး မဆက်ဆက်မီတော့မှ तू อ่ะ तू ဟိုအကူညီပေးလို့ရတယ်ပေါ့เนาะအဲ့လိုဖြစ်တဲ့အချိန်ညမှာအဲ့ဒီအကိုကကိုဖြိုးဝေကအကူညီပေးတာညမကိုအဲ့လိုတက်တေလိုက်ထွက်ပေးတာပေါ့တက်တေ तू လိုက်ပြီးတော့မှနည်းနည်းပြောပေးတာပေါ့เนาะပြောပေး तू ကူညီပေးတာပေါ့အဲ့လိုမျိုးအဲ့ဒီအချိန်မှာအဆင်ပြေတာပေါ့ငါခြေတော့မရှိတော့ဆိုတော့လက်မခံနိုင်ဘူးပေါ့မနိုင်ပြောလို့ရှိရင်လွန်ခဲ့တဲ့၄ရက်လောက်ကတည်းကလက်မခံနိုင်ဘူးဘလို့မှလက်မခံနိုင်တာ သူအဲအဲ့ချိန်ကြတော့လေဟိုအရန်ဝိနေတဲ့အချိန်ဆိုတော့ဟိုတိတ်မခံစားရဘူးမခံစားရလားဘလို့လဲအတွေးဘယ်မတွေးမိရလားငါခြေထောက်မရှိတော့ဘူးဆိုတာကိုတော့ဟိုတိရောတိရပေါ့နော်ဒါမဲ့အာဘလို့ပြောရမလို့အေးပေါ့တော်တော်ခံစားရတာပေါ့အရန်ခံစားလုံးလုံးခံစားရတယ်ဆိုတာကိုမပြောတတ်တော့ဘူးအဲ့လိုမျိုးဟုတ်ဟိုစားပါလဲ ြန်ပြန်သွားလို့ရှိလို့ရှိရင်တော့ဟိုအထောင်းကိုညီမလိုင်းပေါ်မှာပဲអော်တာកောက်တာសိုင်တော့ဖွင့်ဖို့အစီအစဉ်မရှိဘူးဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်တယ်ဟုတ်တယ်အဲဟိုဒီလိုမျိုးပဲညဟိုអော်တာកောက်မယ်ပေါ့နော်ပြီးကြတော့ဒီကနေပြန်စားပေါ့ဟုတ်ဒါတည်းမရှိဘူးဟုတ်ငင်းရဆိုရတမ်းကြားရှင်တကယ်မကြားရှင်ဘူးစကမိုင်းတည်းမှာတကယ်ဘဝရေဆုံးရှုံးသွားတာတော်တော်ရင်နာဖို့ကောင်းတယ် အရင်စိတ်ပြတ်ဖို့ကောင်းတယ်တစ်ချက်ချက်ကြရင်ဖြတ်သွားရလမ်းမြို့တဲကိုဝယ်စရာကိစ္စကိစ္စပါညာရှင်အဲ့ရှိကိုတစ်ချက်ချက်ဖြတ်သွားရှင်တုံးတာစိတ်နာတော်တော်စိတ်နာကောင်းတယ်ဟုတ်ကဲ့ဟုတ်ကဲ့